ီကနေ့မှာတော့ပြည်သက်တွေအားလုံးရဲ့နှလုံးသားကိုနက်နက်ရှန်ရှန်ထိခိုက်စေမဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။ပီရူးနိုင်ငံရဲ့ဖုံတူတဲ့ဆက်ကက်ကွေးမြင်းမှာနှစ်ပေါင်းများစွာအတူတကွရုန်းကန်ခဲ့ကြတဲ့ချင်းသည့်အဒီအမစုံတွဲအကြောင်းလေးပါသူတို့ရဲ့နာမည်ကတော့လီယိုနဲ့မူညစ်ကားတဲ့သူတို့နှစ်ကောင်ဟာသူတို့ရဲ့ဘဝတစ်လျှောက်လုံးဤပါကိုလောင်အင်ငယ်လေးတွေထဲမှာဖျော်ပြရေးရဲ့တားကောင်တွေအဖြစ်နဲ့နီးကပ်စွာဖျက်ဆီးခဲ့ကြရပါတယ် လွတ်လပ်မှုဆိုတာသူတို့အတွက်တော့ဝေးလံလွန်းတဲ့အိမ်မက်တစ်ခုလိုပါပဲဒါပေမဲ့2014ခုနှစ်မှာတော့တရိတ်ဆန်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့မမောနိုင်မပန်းနိုင်ကျိုးပန်းမှုတွေကြောင့်သူတို့ဟာအဲ့ဒီဆိုးရွားတဲ့ဘဝကနေလွတ်မြောက်ခဲ့ကြပါတယ်လူမြောက်ခြင်းရဲ့ချုံမြင့်တဲ့အရာသာကိုခံစားခွင့်ရပြီးမကြခင်ပါပဲမမျော်လင့်တဲ့ကံဆိုးမှုတစ်ခုထပ်ပြီးရောက်လာခဲ့ပါတယ်။ကျင်းသီးမလေးမူညကဟာအကြီးအကျယ်ဖျားနာသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာလီယိုရဲ့ပြုမှုပုံတွေဟာကြိရှုသူတိုင်းရဲ့နှလုံးသားကိုနှက်ဆိုင်စွာနဲ့ထိခိုက်စေခဲ့ပါတယ်။သူဟာနေမကောင်းဖြစ်နေတဲ့မူညကာရဲ့အနာကနေပြီးတော့တစ်ချိန်လုံးမခွာဘဲနဲ့ဆောက်ရှောက်ပေးခဲ့ပါတယ်။သူ့ရဲ့နှွေးထွေးတဲ့အရှင်အဝါတီငိမ့်တဲ့အနာယူမှုတွေနဲ့သူဟာချစ်ချင်းစနာချင်းနဲ့သစ္စာရှိချင်းဆိုတဲ့ဘဲစကလုံးထဲမှာပေါ်ပြလို့မရနိုင်တဲ့ခံစားချက်တွေကိုတက်ရှိတင်ရှားပြသခဲ့ပါဗျ။ နောက်ဆုံးအချိန်တွင်နီးကပ်လာတဲ့အခါလီယိုဟာမူညီကားရဲ့ဘေးမှာကြေကွဲစွာနဲ့ထိုင်ပြီးတော့သူမရဲ့နောက်ဆုံးထွက်သက်ကိုငေးကြည့်နေခဲ့ပါတယ်။အဲ့ဒီမြင်ကွင်းဟာကြီးစုသူတိုင်းရဲ့နှလုံးသားကိုနာကျင်စေခဲ့ပါတယ်။ဒီဖြစ်ရဲ့ဟာရှင်သစ်နှကောင်ရဲ့တာမန်ဇလန်တပုတ်မဟုတ်ပါဘူး။ ဒါဟာချစ်ချင်းနဲ့တစ္ဆာရှိခြင်းဆိုတဲ့အင်အားကြီးမားတဲ့စွမ်းအားဟာတိရိစ္ဆာန်လောကမှာလည်းတည်ရှိနေကြောင်းလူသားတွေကိုတတိပိနှိုးဆော်လိုက်တဲ့အချက်ပြမှုတစ်ခုပါပဲလီယိုနဲ့မူညေကာရုရဲ့ခြေကွဲဖွယ်ရာဇလန်းလေးကနေပြီးတော့ ကျမတို့အားလုံးကိုချစ်ချင်းမြတ်တာရဲ့အရာအားလုံးကိုကြုံလွန်နိုင်တဲ့နတ်နေတဲ့စွမ်းအားကိုပြသနေပါတယ်။လူသားတွေတွေမဟုတ်ဘဲနဲ့တရိษံတွေမှာလည်းခိုင်မာတဲ့နှောင်ကြိုးတွေ၊နှွေးထွေးတဲ့ခံစားချက်တွေနဲ့တဦးကိုတဦးအဆုံးမဲ့သစ္စာရှိမှုတွေရှိနေနိုင်တယ်ဆိုတာကိုသက်သေပြလိုက်တာပါပဲ။ဒီအဖြစ်ပြက်ကကျမတို့ရဲ့ကဘာကြီးကိုဝေမျှခံစားနေတဲ့တခြားသက်ရှိတွေအပေါ်ပိုပြီးစာနာထောက်ထားဖို့ ူတို့ရဲ့ခံစားချက်တွေကိုလေးစားဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။စစ်စစ်မြတ်တာဟာလူသားတွေတင်မဟုတ်ပါဘူး။တဘာဝတရားရဲ့အစိတ်အပိုင်းတိုင်းမှာတည်ရှိနေပါတယ်။ဒီဗီဒီယိုလေးကိုစိုက်နှစ်သက်တယ်ဆိုရင် like လုပ်ပေးခဲ့ပါဦးနော်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းဆက်လက်ကြည့်ရှုဖို့အတွက်ကျမတို့ရဲ့ channel ကို subscribe လေးလုပ်ထားဖို့လည်းမမေ့နဲ့နော်။အားလုံးရဲ့အားပေးမှုအတွက်ကျေးဇူးတင်ပါတယ်။